မင်္ဂလာပါရှင်ဒီမှာတင်ဆက်ပါဒီဇင်ဘာ၂ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြီးတော့ PDF အလောင်းဖျောက်တဲ့အမှုကိုစုံခုံဖွဲ့စစ်ဆေးနေတဲ့အကြောင်းစစ်ကောင်စီကိုငွေကြေးထောက်ပံ့မှုဖျက်တောက်ထားမဲ့ဥပဒေမူကြမ်းကို American Outlook တော့အတည်ပြုတဲ့သတင်းတီဘောဒေသခံအိမ်နှလုံးကိုစစ်ကောင်စီတပ်သားတွေဓားများတိုက်တဲ့အကြောင်းနဲ့အညာမြေတပေါင်းစုအင်အားထပ်တိုးလာတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။နေပြီးတော့ PDF တရင်600နဲ့မှာ တက်တွင်အလောင်းဖြောက်ခဲ့တဲ့ဖြစ်စဉ်ကိုစစ်ရုံးချုပ်ရုံးကစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးစစ်ဆေးမှု လုပ်နေပြီလို့နေပြည်တော်တိုင်းစစ်ဌာနတိုင်းကုတ်ကရင်မှုဗိုလ်လက်ရာကပြောပါတယ်အလောင်းဖြောက်ပြတ်မှုကျွလွန်နေဆိုတဲ့တရင်ရှိရနှစ်ကဒုတရင်မှုဆရာကျောင်းခေါ်နိုင်လင်းအောင်နဲ့တက်ခွဲမှုဥက္ကာရုကိုယာရုဖြုတ်သိမ်းပြီးဖမ်းဆီးထားတယ်လို့အသိပေးပါတယ်အဲ့ဒီအမှုနဲ့ပတ်သက်ပြီးတိုင်းစစ်ဌာနအနေနဲ့ကတော့အမှုမှန်ပေါ်ပေါက်ရေးကိုအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာပါလို့ဗိုလ်လက်ရာကပြောပါတယ် ပြီးကြတဲ့ဧပြီလကရဲမေတူပေါ်အာရမမှုကျူးလွန်နေဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး drone တပ်ဖွဲ့ဝင်ကိုလွှမ်းမှုကိုစစ်ဆေးနေချိန်မှာတိတ်ဆုံးခဲ့တာလို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်ကိုတရင်ရှိရနဲ့တပ်ဖွဲ့ဝင်ဟောင်းတူဖြစ်တဲ့ကိုရှိုင်းတကောက်တရလိုပြုတ်လုပြီးကရနီပြည်ရဲဌာန KSP နဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။တိုင်ကြားစာပေါ်အချက်အလက်တွေအရတော့ drone တပ်ဖွဲ့ဝင် ကိုလွှမ်းမှုက drone တင်နန်းတက်နေစဉ်မှာ ရဲမေဂျူးဂျူးကိုအထမပြူးချင်းမှုဂျူးလွန်တယ်လို့ဆက်ဆွဲခံရလို့ drone တင်နန်းတာဝန်ခံက ကိုလွှမ်းမှုကိုတက်ရင်800နှစ်ကို ပြန်ပို့ခဲ့ပါတယ်။အဲ့ဒီနောက်ဒုတက်ရင်မှုဆရာကျောင်းခေါ်နိုင်လင်းအောင်က စခန်းရဲ့6ပေါက်မှာနှညထည့်ပြီးရိုက်နှက်စစ်ဆေးခဲ့တယ်လို့သိရတာပါ။ကိုလွှမ်းမှုရေတောင်းတောက်ချိန်မှာလေတက်ခွဲမှုဥက္ကာကရေပုံးတွေစားဖြော်ပြီးလက်ဘင်းကိုခြေထောက်နဲ့ဖိနှင်းပြီးစားရည်တွေလောင်းချခဲ့တယ်လို့တိုင်ကြားစာမှာတွေ့ရပါတယ်။ကိုလွှမ်းမှုဟာ ရတဲ့တရားတွေနဲ့၃ရက်မြောက်နေ့မှာ၆ပေါက်ထဲမှာပဲတိတ်ဆုံးခဲ့ပြီးအလောင်းကိုတော့စကမ်းရဲ့ပေ300အကွာမှာတပ်ဖွဲ့ဝင်၈ယောက်ကတွားရောက်မြုပ်နှံခဲ့ရတယ်လို့ဆိုပါတယ်။ကိုလွှမ်းမို့တိတ်ဆုံးခဲ့တော့အလောင်းဖြောက်တာနဲ့ပတ်သက်ပြီးနှုတ်ပိတ်နေဖို့နိုင်လင်းအောင်နဲ့ဥက္ကာရုကချင်းချောက်ခဲ့တယ်လို့တိုင်ကြားတဲ့တပ်ဖွဲ့ဝင်ဟောင်းတူကအတည်ပြုထားပါတယ်။ကိုလွှမ်းမို့ရဲ့ရုပ်အလောင်းကိုတော့ကရနီပြည်ရဲဌာနနဲ့ကျေးရွာတောင်ဝန်ရှိသူတွေကပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်မှာတူးဖို့တွေ့ရှိခဲ့ပါတယ်ရှင်။ အာနာသိန်းစစ်ကောင်စီကိုငွေကြေးထုတ်မပေးဖို့နဲ့ဗန္ဒာရေးဆိုင်ရာဂတိကဝတ်အစ်တွေကိုဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ No New Burma Fund at Go American Allot တို့ကဒီဇင်ဘာ၁ရက်နေ့မနေ့ကအတည်ပြုလိုက်ပါတယ်စစ်တပ်အာနာသိန်းထားတဲ့မြန်မာနိုင်ငံကိုငွေကြေးထောက်ပံ့မှုအစ်စ်တွေထပ်မပေးရေးဥပဒေမူကြမ်းကို American Allot တို့ကကန့်ကွက်သူမရှိတညီတညွတ်တဲ့အတည်ပြုခဲ့တာပါမြန်မာအရေးနဲ့ပတ်သက်တဲ့အဲ့ဒီဥပဒေမူကြမ်းကို American Allot တို့ကအတည်ပြုခဲ့ပြီးဖြစ်တာကြောင့် အထက်လွှတ်တော်ကဆက်လက်ထောက်ခံအတည်ပြုမယ်ဆိုရင်သမ္မတဒေါ်နယ်ထရပ်လက်မှတ်ရေးထိုးဖို့သာကြံရှိမှာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရပ်ကလက်မှတ်ရေးထိုးပြီးအတည်ပြုလိုက်မယ်ဆိုရင်တော့ No New Burma Fund အထောက်ဥပဒေတရက်အဖြစ်အသက်ဝင်လာမှာဖြစ်ပါတယ်။လက်ရှိအောက်လွှတ်တော်ကအတည်ပြုလိုက်တဲ့ဥပဒေမူကြမ်းကိုဂျော်ဂျီယာပြည်နယ်လွှတ်တော်အမတ်နီကီမာဝီလျံကဦးဆောင်တင်သွင်းခဲ့တာဖြစ်ပြီးကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်ယောင်းကင်ကပူးတွဲတင်သွင်းခဲ့တာပါ။ မနေ့ကအမေရိကန်အောက်လွှတ်တော်မှာအဒီဥပဒေမူကြမ်းမဲမခွဲခင်မှာမစ်ရောင်းကင်ကအာနာသိန်းစကောင်စီအားနိုင်ငံတကာဘန်ဒါငွေကြေးတွေကိုတာဝန်ခံမှုရှိရှိထိန်းသိမ်းနိုင်မှာမဟုတ်တယ်လို့အလိုအပ်ဆုံးမြန်မာပြည်သူတွေစီကိုလည်းရောက်ရှိစေမှာမဟုတ်ဘူးလို့ဆွေးနွေးခဲ့ပါတယ်စစ်တပ်က2021ဖေဖော်ဝါရီလမှာဒီမိုကရေစီနှိကျရွေးကောက်ခဲ့အရတားအစိုးရကိုဖယ်ရှားပြီးအာနာသိန်းကြတာဖြစ်ကြောင်းအဒီဥပဒေမဲ့အာနာသိန်းလိုက်ခြင်းကဆလို့မြန်မာနိုင်ငံအခြေအနေဟာဗယံမတာ ဖြစ်နေခဲ့ကြောင်း လွတ်တော်အမတ်ရောင်းကင်ကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာပြည်သူ6000ကျော်တပ်ဖြတ်ခံခဲ့ရပြီးလူပေါင်း2000ကျော်ဟောင်းဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်ဒါ့အပြင်လူပေါင်း3.5တန်းကျော်ဟာလည်းနေရဆုံခွာထွက်ပြေးနေရကြောင်းကယ်လီဖိုးနီးယားပြည်နယ်လွတ်တော်အမတ်ကရှင်းပြပါတယ်ဒေလူသားချင်းစာနာမှုဆိုင်ရာအကြက်တဲဟာအာဏာသိမ်းစစ်တပ်ကြောင့်ဖြစ်ပေါ်လာတဲ့ဆိုတော့အလွန်ပဲထင်ရှားတယ်လို့ miss young king ကဆက်ပြောတာပါ ဒါကြောင့် No New Burma Fund အတကိုထောက်ခံမဲ့ပေးကြဖို့အလွတ်တော်အမတ်တွေကို Miss Yang King ကတိုက်တွန်းခဲ့တာဖြစ်ပါရဲ့ရှင်။ရန်ပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်မိုးတီရွာအုပ်စုဂွန်ဆန်လေးကြီးရွာကဒေသခံတွေရဲ့နေအိမ်နှလုံးကအင်ရှင်တွေကိုစစ်သားနှစ်ယောက်ကတနတ်ထောက်ဓမြတိုက်သွားကြောင်းရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ28ရက်မနက်အစောပိုင်းမှာတနက်ကင်ထားတဲ့စစ်သား၂ယောက်ကဂွန်ဆန်လေးရွာကအနေအိမ်တစ်လုံးကိုဓားမြတိုက်ပြီး နေအိမ်မှာတည်ထားတဲ့ဈေးဆိုင်ကနေကျပ်9သိန်းခန့်တန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေနဲ့ပတ်စံတွေယူသွားတယ်လို့ဖော်ပြပါတယ်။ဒါ့အပြင်နောက်ထပ်နေအိမ်တစ်လုံးကဈေးဆိုင်နဲ့နေအိမ်အတွင်းကပစ္စည်းတွေကိုလည်းမှွေနှောက်ယူသွားတယ်လို့သိရတာပါ။အင်းရှင်တွေကစစ်သားဆိုတော့တကောက်ဖွင့်ပေးခဲ့ပြီးအိမ်ထဲရောက်တာနဲ့တနတ်ထောက်ဓမြတိုက်ခဲ့တာလို့ဒေသခံသူကပြောပါတယ်။အဲ့ဒီလိုဓမြတိုက်တဲ့ဖြစ်ရကိုရက်ကြီးတော်ဝန်ရှိတွေကဒေသတွင်းစစ်ကောင်စီအရာရှိတွေကိုတိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက် ယူလွန်သူတသောနှစ်ယောက်ယူသွားတဲ့ဘက်ထရီနဲ့ဆိုလာပြားကိုအင်ရှင်တွေစီပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဂျန်နဲ့စားတောက်ဖွေရနဲ့ငွေကြေးအချို့ကိုလည်းတာဝန်ယူပေးမယ်လို့ပြောပေမဲ့ပြန်လာမပေးသေးဘူးလို့ SSPB ကဒေသခံကိုကိုးကားပြီးသတင်းဖော်ပြထားပါတယ်။ဂျူလွန်သူတသောနှစ်ယောက်ကိုအေးအေးယူမယူဆိုတာကိုလည်းမသိရသေးဘူးလို့ဆိုပါတယ်။ဒီဘောမြေနယ်ကို2029စစ်စင်ရင်ဒုတိယလိုင်းမှာတအန်းတက် TNL ဦးဆောင်ပြီးပူပေါင်းတက်တွေနဲ့တင်ပိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စစ်တပ်ကတံပြန်ထိုးစစ်ဆင်ပြီး ဒီနှစ်အော်တိုဗာလမှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါလက်ရှိမိုးတေကြီးရွာအုပ်စုမှာတော့စစ်ကောင်စီတပ်တွေစိုးမိုးလှရှားနေတယ်လို့ဒေသခံတို့ကဆိုပါတယ်စစ်ကောင်စီတပ်ဟာဒီဘောမျိုးအပြင်ကြောက်မယ်နဲ့နောင်ချိုစတဲ့ DNLA သိမ်းပိုက်ထားတဲ့မြို့တွေကိုပြန်လည်ရယူထားနိုင်တယ်လို့မိုးကုံနဲ့မိုးမိတ်မြို့ကိုလည်း DNLA နဲ့အပြည့်ရဆက်ရေးသဘောတူညီချက်အရကြည်တချက်မဖောက်ရပဲ DNLA စီကနေပြန်လည်ရယူနိုင်ခဲ့ပါတယ်ရှင်အညာမြေတပောင်းစုစီကိုပခုတ်ကူခရိုင်မှာအခြေစိုက်ထားတဲ့ God of မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ကဒီနေ့ထပ်မံပေါင်းစည်းလိုက်တယ်လို့သိရပါတယ်။ပကောက်ကူခရိုင်အတွင်းကပကောက်ကူနယ်မြိုင်နယ်ပေါ့နယ်စေဖြူနယ်နဲ့ပလဲနယ်ဘက်တွေမှာစစ်ရေးဖော်ဆောင်နေတဲ့အများမြေတပ်ပေါင်းစုကိုမနစ်ကဂျွန်လာမှာတောင်းလေးတပ်ဖွဲ့၅ဖွဲ့ပူးပေါင်းပြီးတပ်ပေါင်းစုအဖြစ်ဖွဲ့စည်းခဲ့တာပါ။အဲ့ဒီ၅ဖွဲ့ကတော့ MUGDF ၊ Somni ပျောက်ကြားတပ်ဖွဲ့၊ James Bond တပ်ဖွဲ့၊ TSG NDF နဲ့ဒုညင်အောင်ပျောက်ကြားတပ်ဖွဲ့တို့ဖြစ်ပါတယ်။ ဒေတော်လိုင်းမှာအပြားလက်ထင်းကြောင်းရင်ဖက်ဒရယ်ကိုအရောက်သွားနိုင်ဖို့ဂုလိုပေါင်းစည်းခဲ့ကြတာဖြစ်တယ်လို့အညာမြေတပေါင်းစုရဲ့ပြောရေးဆိုခွင့်ရှိသူကိုပူပူတန့်စင်က People's Wing ကိုပြောပါရယ်။ပေါင်းစည်းရတဲ့အကြောင်းရင်းတွေထဲမှာပုံမှုထိရောက်တဲ့တိုက်ပွဲတွေပေါ်ဆောင်ဖို့ရန်သူကိုညှဉ်းပန်းစွာတုံ့ပြန်နိုင်ဖို့ဒေါ်လိုင်းအဖွဲ့အချင်းချင်းကြားပို့ပြီးညှဉ်းပန်းဖို့နဲ့သဘောထားကွဲလွဲမှုတွေမရှိဖို့လို့သူကရှင်းပြပါရယ်။အညာမြေတပေါင်းစုမှာ အရင်ရှိတဲ့၅ဖွဲ့နဲ့အခုထပ်ပြီးဝင်ရောက်လာတဲ့၂ဖွဲ့တို့ဟာ ဒီနေ့မှာတရားဝင်ပူးပေါင်းဖို့အတွက်လက်မှတ်ရေးထိုးခဲ့ကြတာပါလက်မှတ်ရေးထိုးတဲ့အချက်6ချက်ပါတဲ့ကြေညာချက်အရအာနာရှင်ကြောက်ဆုံးတဲ့နေ့ရက်အထိကြေညာချက်ကအတည်ဖြစ်ပြီးစစ်ရေးအရှင်တွေကိုအရင်ကထက်ပို့ပြီးညှင့်တယ်ဆောင်ရွက်သွားမယ်လို့အတည်ပြုထားပါတယ်တပ်ဖွဲ့ဝင်တွေအားလုံးဟာဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေတဲ့ဘယ်အဖွဲ့အစည်းနဲ့မဆိုခိုင်မာတဲ့အစစ်အရေးတိစောက်ပြီးအာနာရှင်ကိုတွန်းလှန်ကြမယ်လို့အများမြေတပ်ပေါင်းစုကကြေညာပါတယ်ပြီးကြတဲ့နိုဝင်ဘာလ29ရက်ကလည်း မြင်းချန်ခရိုင်အတွင်းကတော်လရင်အဖွဲ့9ဖွဲ့ပူးပေါင်းပြီးအထူးလှုပ်ရှားစစ်ကြောင်းအဖြစ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရှင်။ People's Spin ကနောက်ဆုံးရရှိထားတဲ့ညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။